အားလုံးဝမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့မသေးကြမရတဲ့ကာလမှာကိုယ့်ငွေကြေးကိုဘယ်လိုစီမံခန့်ဝဲမလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်အကြောင်းမျိုးမျိုးကြောင့်ဒီမသေးကြမရမှုတွေကြက်တဲ့ဒီဖြစ်နေတဲ့အချိန်မှာကိုယ့်ရဲ့ငွေကြေးကိုသေချာလေးစီမံခန့်ဝဲဖို့အရေးကြီးပါတယ်ကျွန်တော်ပုံမှန်အချိန်ဒီမှာတော့မှပဲငွေကြေးစီမံခံအောင်ပါလောက်ဖို့အလောက်ထိမလွယ်တာပေါ့ကျွန်တော်တို့ဒီ မသိကြမေးရတဲ့ကာလနောက်ကြက်တဲ့ကာလမှာဆိုရင်ဒါ financial management ကတော်တော်လေးခက်ခဲခဲလောက်ရပါတယ်ဆိုတော့အခုပြောပြမယ့်၅ချက်ကိုနားလည်ထားရင်မသိကြမေးရတဲ့ကာလမှာငွေကြေးစီမံခံဝင်မှုကောင်းကောင်းလုပ်နိုင်ဖို့ထောက်ပံ့ပေးမယ်လို့ကျွန်တော်ကြေပါတယ်ဆိုတော့ပထမတစ်ချက်ကတော့ဘတ်ဂျက်သိချဆွဲပါဘတ်ဂျက်ဆိုတော့ကျွန်တော်တို့ကိုယ့်ရဲ့အသုံးစိတ်ကိုထိမှုတဲ့အခြေခံပဲလို့ပြောလို့ရပါတယ်သူတို့ပြင်တော့ဘတ်ဂျက်ကျွန်တော်တို့မချထားဘူးဆိုလို့ရှိရင် မသုံးသေးကဖြစ်ချင်နိုင်ဖြစ်မယ်ဒါမှမဟုတ်လို့ရှင်တော့ကျွန်တော်ပို့သုံးမိတာတွေတွေ့လို့ဖြစ်တော့ဘတ်ဂျက်နဲ့ပတ်သက်လို့ရှင်တော့အများစုအကြံပေးကြရတဲ့ဒါ50 30 20 rules နဲ့ကျွန်တော်လုပ်ကြည့်လို့ရတယ်အဲဒီဒီ rules ကတော့ဒါ50%ဆိုတာကတော့ကိုယ့်ရဲ့ဝင်ငွေတွေကနေပြီးတော့ဒီ50ရာခိုင်နှုန်းကိုယ့်ရဲ့အခြေခံအသုံးစိတ်တွေအတွက်ဒါကျွန်တော်သုံးလို့ရမယ်အဲနောက်30ရာခိုင်နှုန်းဆိုတော့ကိုယ့်ရဲ့ဒီ wants တော့ပေါ့နော်ကိုယ်လုပ်ချင်တာလေးတွေ ဒီမှာထားပါတော့ကျွန်တော် entertainment အတွက် shopping အတွက်တောင်မို့ကျွန်တော်ခီးသွားတာဖြစ်ဖြစ်ပေါ့နော်ဒါမျိုးတွေတော့ကျွန်တော်တို့ကသုံးလို့ရအောင်အနောက်တစ်ခုကျွန်တော်တို့ကဒီ20ရာခိုင်နှုန်းဆိုတော့ saving နဲ့ investment အတွက်ကျွန်တော်တို့သုံးပါဆိုတော့ပြောကြတယ်ဒါကတော့ကျွန်တော်တို့ဒီရေဝူကအနေနဲ့အကြံပေးကြတာပေါ့တကယ်တမ်းတော့ကိုယ့်ရဲ့ဝင်ငွေခြေနေရဒီအချိုးတွေရာခိုင်နှုန်းတွေလည်းကျွန်တော်တို့ကမတူနိုင်ပေါ့နော်ကိုယ့်ရဲ့ဝင်ငွေခြေနေရဒါပေါ့ပေါ့အချိုးချပြီးတော့အဓိကတော့တတ်တတ်မှန်မှန်လေး budget ဆွဲပြီးတော့လုပ်လို့ရှိရင်ဒါကိုယ့်ရဲ့ ဒီဝင်ကိုဆောင်ကိုချိန်ဖို့တော့အများကြီးဒါထောက်ဘူးသူရတစ်ချက်ကတော့ကိုယ့်ရဲ့အသုံးစိတ်ကိုပြန်လည်သုံးသပ်ပါဆိုပြီးတော့ဖြစ်ပါတယ်ကျွန်တော်တို့လူတွေမေ့ကြည့်လို့ရှိရင်ဒါအများစုပြောကြတာရှိတယ်ပေါ့ကျွန်တော်တို့ဒီငွေရှာတာနဲ့ငွေသုံးတာဘယ်ဟာပုတ်ခတ်လဲဆိုလို့ရှိရင်ဒါကျွန်တော်တို့အံဩစရာကောင်းတာတစ်ခုပေါ့ငွေသုံးတာပုတ်ခတ်တယ်ဆိုပြီးတော့ကျွန်တော်ပြောကြတာရှိတယ်ဟိုအဓိကတော့ကျွန်တော်တို့ငွေရှာတာကတိတ်ပြဿနာမရှိဘူးဒါပေမဲ့ငွေဘယ်လိုသုံးရမလဲပေါ့နော်ဘယ်လိုသုံးရမလဲကျွန်တော်အဓိကတော့အသုံးဆွဲထိမှုခတ်တဲ့ဟာကို ဆိုလိုချင်တာဖြစ်ပါတယ်ဆိုတော့ဒီလိုမသေးချာမရတဲ့ကာလမှာအဓိကလောအောင်မယ်ဟာတော့ကိုယ့်ရဲ့အသုံးစိတ်တွေကိုပြန်ပြီးတော့စစ်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 ပြီးတော့သူသဖြင့်တော့ကျွန်တော်တို့အရေးမကြီးတဲ့မလိုလားအပ်တဲ့ဒီအသုံးစိတ်တွေကိုကျွန်တော်တို့ပြန်ပြီးတော့ရှော့ချဖို့ပေါ့နော်ထိမှုတော့ကျွန်တော်တို့အရေးကြီးတယ်အရေးကြီးတယ်အဲ့မှာအထူးသဖြင့်တော့ကျွန်တော်တို့ဒီဟို entertainment အတွက်သုံးတဲ့ဟာတွေနောက်ဒီ shopping trip တာတွေဥပမာထားပြီးတော့ကျွန်တော်တို့ဒီဟို dining out မကြခဏထွက်တဲ့ဟာတွေဥမာဖြီးမကြခဏသွားတဲ့ဟာတွေဟိုတက်သိပြီးတော့ရေးမကြည့်တဲ့အခြေခံမကြတဲ့အရာတွေကိုရှော့တင်ရှော့ချောင်းလုပ်ပါတယ်တတိယအချက်ကတော့ဝင်ငွေလမ်းကြောင်းတစ်ခုမကထားပါဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဒါ personal finance guru တော်တော်များများလည်းအကြံပေးပါတယ်ဒီဝင်ငွေလမ်းကြောင်းတစ်ခုမကထားပါဆိုပြီးတော့ဆိုတော့ဒီလိုမသေးကြမေးရတဲ့ကာလမှာကျွန်တော်တို့ကဒီတချို့ဆိုရင်အလုပ်ပြုတ်တာတွေဖြစ်နိုင်တယ်တချို့ဆိုရင်ဝန်ထမ်းရှော့ချတဲ့ချက်ပါကိုကအဲ့တော့ဒီအလုပ်တစ်ခုဝင်ငွေလမ်းကြောင်းတစ်ခုတည်းမှီခိုးတယ်ဆိုလို့ရှိရင်ကိုကခုန ဝန်ထမ်း short တဲ့ထဲနောက်လာစား short တဲ့ထဲကျွန်တော်ပါသွားတယ်ဆိုလို့ရှိရင်ကိုမငူကြည့်ချက်တဲ့ဂျုံကနိုင်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ကအစလေရဒီဝန်လမ်းကြောင်းတစ်ခုတည်းအလုပ်တစ်ခုတည်းမှာမဘီဖိုပဲနဲ့တခြားကိုဘယ်လိုလမ်းကြောင်းတွေကျွန်တော်တို့ကနောက်ထပ်ဒီဒီ multiple income stream တွေပေါ့နော်ကျွန်တော်တို့ထားလို့ရတယ်အမှထားလို့ passive income လို့ဟာမျိုးကိုထဲထဲဝင်မလုပ်ဖက်နဲ့ပေါ့နော်ရတဲ့ဝန်ဝန်လမ်းကြောင်းတွေကျွန်တော်တို့ရှာထားလို့ရတယ်အထူးသဖြင့်တော့ကျွန်တော်တို့ကိုကျွမ်းကျင်တဲ့ကိုနားလက်တကျွမ်းတဲ့ဟာနဲ့ကျွန်တော်ဝန်ဝန်လမ်းကြောင်းတစ်ခုစပြီးတော့တိဆောက်ထားမှာဆိုလို့ရှိရင် ဟိုဒီဘက်ကဒီ prices တခုခုကျောင်းသွားပဲဆိုလို့ရှိရင်နောက်ဘက်တော့အများကြီးထောက်ဖို့ပြင်ဆင်နေကြောပြရအောင်။နံပါတ်၄ချက်ကတော့အရေးပေါ်သုံးငွေထားပါဆိုပြီးတော့ဖြစ်ပါတယ်။ကျွန်တော်ဒီ emergency fund လို့ခေါ်တဲ့အရေးပေါ်သုံးငွေကလည်းတော်တော်လေးအရေးကြီးပါတယ်။ဟိုကိုယ့်ရဲ့ဝင်ငွေကိုအချိုးချသုံးစွဲတဲ့အခါမှကျွန်တော်တို့အသုံးစိတ်ရှိမယ်။နောက်ဒီ saving ရှိမယ် investment ရှိမယ်။နောက်တချို့လည်းဒီ donation တွေဒီဖယ်တာတွေပါလဲရှိတယ်ပေါ့။ဒါ့အပြင်ကိုကျွန်တော်တို့အရေးကြီးတာရေးပေါ်တော့ဖို့ရတယ်ကျွန်တော်တို့အကြံထားရှိဖို့လိုပါတယ်။ဟိုခုနကလို့ကျွန်တော်တို့ကဒီ လောက်ကိုင်းနေအဆင်မပြေဘူးနောက်လာတာတွေအလျှော့ခံရတယ်ဆိုလို့ချင်းဒါကျွန်တော်အရေးပေါ်ခြေနေကြုံလာပြီဆိုလို့ချင်းကိုယ့်ရဲ့ဒီ emergency fund တွေကနေပြီးတော့ကျွန်တော်သုံးလို့ရတယ်တခါတည်းကျတော့လည်းကျွန်တော်တို့ကကိုယ့်ရဲ့ကျန်းမာရေးရပဲဖြစ်ဖြစ်တခြားအရေးပေါ်ကိစ္စရပဲဖြစ်ဖြစ်ကျွန်တော်တို့အရေးပေါ်သုံးမှုရှိထားတာကပို့တော့အများကြီးထောက်ကူဖြစ်ပါတယ်ဒါတချို့လည်းကြံပေးကြတာတော့နည်းဆုံး6လစာလောက်ပေါ့နော်ကိုယ့်ရဲ့လစာ6လစာလောက်အရေးပေါ်သုံးမှုထားပါဆိုပြီးတော့ပြောကြတာရှိတယ်ဒါကတော့ကျွန်တော်ထင်တယ်အဲအလုပ်တွေပါလေကျွန်တော်တို့ပြုတ်သွားပြီဆိုလို့ချင်းဒီတော့ကိုနောက်အလုပ်မရခင်မှာကျွန်တော်တို့ကဒီဟာကိုဖြည့်ရှင်းလို့ရအောင် ်ထားတယ်လို့ယူဆလို့ရပါတယ်။နံပါတ်5ချက်ကတော့ access management key cyber ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဆိုတော့ဒီမတိကြမရတဲ့ကာလမှာဒီ access ရဲ့တန်ဖိုးတွေကလည်းအဲဒါအနိုင်မြင့်အတက်ကြောင်တွေတော်တော်ကျန်းတော်ဆုံးတို့သတိထားမှုဖြစ်ပါတယ်။ဥပမာအပြင်ကျွန်တော်တို့နိုင်ငံအခြေအနေပဲပြန်ကြည့်ကျွန်တော်2021ရှေ့ပိုင်းမှာရှိခဲ့တဲ့အကုန်လုံးအခြေအနေဒီ2021နောက်ပိုင်းမှာဖြစ်ခဲ့တဲ့အကုန်လုံးအခြေအနေတွေနောက်ဒီ access ရဲ့တန်ဖိုးတွေဒါမတူတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲတော့ access management လုပ်တဲ့အခါ ဝယ်ဝင်ဝယ်ပေါ့နော်ကျွန်တော်တို့ investment အနေနဲ့ပြန်လုပ်တဲ့အခါဟိုမှာ asset class တွေကျွန်တော်ရွေးလို့ရတယ်ဟိုမှာဟိုမှာ HM မြန်မာရင်းနှီးမြှုပ်နှံမလား stock မှာရင်းနှီးမြှုပ်နှံမလားတချို့ဆိုတော့ခုတော့ရွှေလို့ပါတော့ subject ဝယ်ကြတာတွေရှိတယ်ပေါ့နော်အဲ့တော့ကိုကျွမ်းကျင်တဲ့ကိုနားလေတဲ့ဒီ asset မှာကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့လုပ်တယ်အထူးသဖြင့်တော့ကျွန်တော်တို့ကဒီဒီလိုကာလမျိုးမှာဒီ cash ကိုတိုင်ထားတာမျိုးတော့တော်တော်လေးအန္တရာယ်များတယ်ပေါ့လေဒါငွေကြေးဖောက်မှုအခြေအနေရကြည့်လို့ရှိရင်လည်းကျွန်တော်တို့ဆုံးရှုံးမှုတွေအများကြီးဖြစ်နိုင်တယ် ဖြစ်နိုင်တယ်ဆိုတော့မှကိုယ်အိမ်မှာပဲထားတာပန်းမှာပဲထားတာဒီ inflation နဲ့ရတော်တော်လေးရှိပါတယ်ဆိုတော့ကိုနားလိုက်တကြွနဲ့ကိုလုံနိုင်နဲ့ကိုလက်လန်းမိတဲ့ဒီ assets တွေမှာရင်းနှီးမှုနဲ့မို့ကိုယ့်ရဲ့ဝင်ငွေကိုဒီ manage ကောင်းကောင်းလုပ်ဖို့အရေးကြီးပါတယ်ဆိုတော့ဒီငါးချက်ကတော့ကျွန်တော်တို့ဒီမသေးချာမရတဲ့ကာလမှာကိုယ့်ရဲ့ငွေကြီးကိုစီမံခံရတဲ့အခါအများကြီးထောက်ကူပြုမယ်လို့ကျွန်ပြပါတယ်အားလုံးကျေးဇူးတင်ပါ